ားလုံးပဲမင်္ဂလာပါကျော်ဒီနေ့ဒီမှာဆိုရင်တော့ကျော်တို့ modernization နဲ့ဝင်ကြည့်လိုက်တဲ့အခါမှာ you cannot gap page ဆိုပြီးတော့ဘေးမှာကျော်တို့ set up ဆိုတဲ့အပြောင်း cloud လေးပုံနေရင်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတာကိုပြပြပြမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်နဲ့ဒီချက်လောက်ကြည့်ကြအဲ့တော့ကျွန်တော်တို့ကပထမဦးဆုံးအနေနဲ့ Facebook တဲ့ကိုဝင်လိုက်မယ်။ Facebook တဲ့ကိုရောက်ရင်တော့ကျွန်တော်တို့ profile တဲ့ကိုဝင်လိုက်မယ်။ profile နဲ့ရောက်တဲ့အခါကျရင်တော့ကျွန်တော်တို့က professional desktop တဲ့ကိုဝင်ပေးလိုက်မယ်။ professional dashboard တွေကိုဝင်ပေးပြပါကျွန်တော်တို့ဘယ်ဘက်လေးကိုနည်းနည်းဆွဲပြီးတော့ကျွန်တော်တို့ဒီမှာ monetization ထဲကိုကျွန်တော်တို့ဝင်ပေးလိုက် monetization နဲ့ဝင်ပေးလိုက်တဲ့အခါကျလို့ဆိုရင်ကျွန်တော်တို့အခုလိုမျိုး you can not cut bait ဆိုပြီးတော့ဘေးမှာကျွန်တော်တို့ set up ဆိုတဲ့အပြောင်း cloud ပေါ်နေတယ်တချို့ကဒါကိုကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းရမလဲမသိဘူးဖြစ်နေတယ်တချို့ကျတော့ဒါကကျွန်တော်တို့ဝင်ငွေရတယ်လို့ထင်တယ်ဒါကကျွန်တော်တို့အရင်တော့ကလည်းရှိပြီးသားအရင်တော့ဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုး အဲကျွန်တော်ပေးအောက်ဆက်အပ်ဆိုပြီးတော့ပေါ်ရင်ပေါ်မယ်မပေါ်ဘူးဆိုလို့ရှိရင်အာ finish အပ်ဆိုပြီးတော့ကျွန်တော်တို့ပေါ်နေမယ်ဒါကကျွန်တော်တို့အခုကြတော့ဒါက Facebook ကဒီ update မှာပေါ့နော်နောက်ဆုံး update မှာအာကျွန်တော်တို့ကိုအစ်စ်ကြောင်းလာပြီတာပေါ့ဒါကဘာလို့ခိုင်းတာလဲဆိုတော့ကျွန်တော်တို့အရင်တုန်းကကျွန်တော်တို့က Facebook monetization tool ဆိုတဲ့က setter subscription ဒီ content monetization tool တစ်ခုတစ်ခုကိုကျွန်တော်တို့ကအာဒီ modernization အောင်လာလို့ပေါ့နော်ဆက်အပ်နှိပ်ပြီးတော့ကျွန်တော်တို့ရှောက်လာလို့ အဲ့ဒီမှာကျွန်တော်တို့ကပေးအောက်ကိုပြီးအောင်မဖြေတာလို့သူကဒီမှာကျွန်တော်တို့ပေးအောက်ကိုပြီးအောင်ဖြေခိုင်းတာအဲ့တော့ကျွန်တော်တို့ကဒီ set up ကိုတစ်ချက်လောက်နှိပ်ကြည့်လိုက်စောနဲ့ကြည့်လိုက်တဲ့အခါကျရင်တော့ကျွန်တော်ဒီမှာနာမည်တွေကိုယ့်ရဲ့မွေးနေ့တွေကိုဒီ payout set up ဖြစ်မဲ့နိုင်ငံတွေကျွန်တော်တို့ဖြည့်ခိုင်းနေပြီးလို့ဆိုလို့ရှိရင်တော့အာကျွန်တော်တို့ဒီ tag ID တွေ Gmail တွေဖုန်းနံပါတ်တွေနဲ့ကျွန်တော်တို့ဘဏ်တွေနဲ့ကျွန်တော်တို့ဒီ payout ကို set up လုပ်ပြီးလိုက်မယ်เนาะ test form ဖြည့်ပြီးလိုက်မယ် ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါရသွားပြီပေါ့နော်ဒါကကျွန်တော်တို့ဝင်ငွေရတာမဟုတ်ဘူးဒီ pay out set up ဆိုတာက Facebook ကနေပြီးတော့ရှာလို့ရတာတဲ့ငွေတွေကိုထုတ်ဖို့အတွက်ကျွန်တော်တို့က pay out account ကိုရှောက်ပေးရတာအဲ့ဒီမှာကျွန်တော်တို့ကဘဏ်နေနဲ့ချိတ်ဆက်ပေးရတာသို့မဟုတ်ကျွန်တော်တို့ PayPal နေနဲ့ချိတ်ဆက်ပေးရတာတချို့ကြတော့ဒါကြီးကိုကျွန်တော်တို့ကအာဒီ Facebook ကနေပြီးတော့ဝင်ငွေရဝင်ငွေရအောင်ကျွန်တော်တို့ကဒါကိုရှောက်အောင်မှာထင်နေကြတာပေါ့နော်အမှန်ကတော့ကျွန်တော်တို့ဒါကိုကျွန်တော်တို့က ဒီ pay out set up ကိုဖြည့်လိုက်တာလည်းကျော်ဝင်ငွေရမှာမဟုတ်ဘူးကျွန်တော်တို့က star ပဲပွင့်လာတဲ့အခါကျရင်လည်းသူက pay out set up ကဖြည့်ခိုင်းမှာပဲ star ကတော့ကျွန်တော်ဝင်ငွေမရဘူး subscription ပဲ set up ရထားတယ်ဆိုရင်လည်းအဲသူကဒီ pay out ကို set up လုပ်ခိုင်းမှာပဲဒါကိုကျွန်တော်တို့ပြီးအောင်ဖြည့်လိုက်ရုံနဲ့တော့ကျွန်တော်ဝင်ငွေရမှာမဟုတ်ဘူးကျွန်တော်တို့ contact modernization set up ရမှာပဲကျွန်တော်တို့ကဒီ Facebook တွေကဝင်ငွေကိုကျွန်တော်ရရှိမှာအဲ့တော့အခုနောက်ပိုင်းက အဒီ Facebook ကပြောင်းလဲလာတဲ့ဒီ payout set update ကိုဘာမှမသိဘူးဆိုပြီးတော့ကျွန်တော်တို့ကိုဒီလာပြီးတော့ manager တွေအများကြီးရှိတော့ကျွန်တော်ဒီနေ့ဒီ video လေးမှာပြပြပေးတာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။